မြစ်တန်လွင် channel ကိုဆက်မြောအပေးနှားဆင်ကြရတယ်။ share ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီခေါပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စိုင်းဆရာဇေနရမညာရေးသားထားတယ်။အောင်မြတ်တာနဲ့ဘိနိတေကဘလူးတိုင်းဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ခန်းစားနှားဆင်ပေးကြပါခဗျာ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။အောင်မြတ်တာတို့ဇီယာတပည့်တွေ ဘယ်နေ့တည်းကဘလူးတိုင်မှာရှိနေတဲ့ဖျားထပနာယရနာတွေကိုရယူဖို့တန်လျက်စွန်းပုံစံဖြစ်တည်နေတဲ့တောင်ရှိရာခေးဆက်ခဲ့ကြတယ်။ဒီအနေနဲ့တညာခေးဆက်ပြီးတဲ့အချိန်မှာတော့တန်လျက်ပုံစံဖြစ်တည်နေတဲ့တောင်တစ်ခုကိုအဝေးကနေလှမ်းမြင်တွေ့ကြတယ်။တန်လျက်တောင်ကို မြင်တော့တက်ခိုင်တို့တွေအားတက်သွားပြီးဆက်ထွက်ခဲ့ရာညနေမှောင်ရင်တရောအချိန်မှာတောင်လျက်တောင်ရဲ့တောင်ကြီးကိုရောက်လာခဲ့ကြတယ်။တောင်ကြီးကိုရောက်တော့မှောင်လူဆဲဆဲဖြစ်နေပြီမို့ တောင်ချင်းမှာရှိတဲ့ရွာငယ်လေးမှာညအိတ်တဲခိုဖို့စီစဉ်ခဲ့ကြတယ်။တဲခိုဖို့စီစဉ်မယ်ဆိုပေမဲ့အထီးကမရှိလူကြီးကလည်းပြတ်တဲ့အချိန်ဖြစ်နေတော့အမရတာတို့ဇာသပဲ့တွေရွာဝင်းနားမှာရှိတဲ့ဘုံရောင်တစ်ခုစီကိုပဲဥတီဝင်ခဲ့လိုက်ကြတယ်။မိအောင်မင်းပြပြထွန်းထားတဲ့တက်သားဆောင်ဘုံရောင်အနာရောက်တော့ကျောင်းဆောင်လေးကလည်းမြစ်တာပို့တဲ့အမြဝေဒန်တွေကို ကြားလိုက်ရတဲ့အတွက်အမရတာအနေငယ်ပြောလိုက်မိတယ်။အမရတာတို့ရဲ့ဘုံရောင်ပေါ်ရောက်တော့ ဘုရားရှင်ရှိကနေထလာတဲ့ဆရာတော်တစ်ပါးကိုမြင်လိုက်ရတယ်။ဆရာတော်ကအောင်မြတ်စာကိုမြင်တော့တကားလေးတို့ဒီညဒီမှာပဲတဲသွားကြပါ။တကားလေးတို့လာမယ်ဆိုတာသိလို့အိယာတွေကအစာပြင်ထားပေးပါတယ်။ဆရာတော်ရဲ့စကားကိုကြားတော့တခိုင်ပါစက်အဟောင်းသားဖြစ်သွားတယ်။ဒါပေမဲ့အောင်မြတ်တာကအံ့ဩဟန်မပြပဲ။အရှင်ဘုရားခီးဘလောက်ပေါက်ပါပြီလဲ။အေးခီးတူဝက်လောက်တော့ပေါက်လို့ပြီ။ ရေစက်ဖို့လမ်းထွင်နေစေပဲဝမ်းသာလှပါရဲ့အရှင်ဖေဟာတပည့်တော်ကတော့လောကီဘက်မှာတာဝန်နေရှိနေသေးတော့အရှင်ဖေဟာတို့ဖောက်ထားတဲ့လမ်းကိုမရောက်သေးပါဘူးအောင်မြတ်တာရဲ့စကားကို ကြားတော့ဆရာတော်ကမျက်လွာချပေးတကယ်တော့တကောင်လေးတို့လျှောက်ခဲ့တဲ့လမ်းကစုခင်းတဲ့လမ်းတသာပဲရှိပါတယ်ဂျေရနာအတီပြီးတဲ့တောင်တလုံးကိုမြင်နေရပြီတောင်ကျေအနားမှာရှိတဲ့ကြောက်စီလေးတလုံးကိုပဲယူသွားတဲ့သူလိုဖြစ်နေတဲ့တကောင်လေး တပည့်တော်နားလည်ပါရဲ့ရှင်ဗျာတန်တရားဝဲခရဲ့ထဲကနေတနေ့တော်ရုံးထက်ပါမယ်ဗျာတာတုတာတုတာတုလောကမှာဘယ်အရာမှမမြဲဘူးကွယ်ဒါကြောင့်တာတနာနဲ့ကြုံတွန်းကြုံကြိုက်ရှားတဲ့အခွင့်အရေးကိုအမိယဖန်းစုပ်တာပါကိုယ့်လက်ထဲမှာမြဲနေမှကိုယ့်အတွေ့ရလိမ့်မယ်အောင်မြတ်တာရဲ့ဆရာတော်ဘုရားရဲ့ဆုံးမစကားတွေကြားပြီးမှတော့ဆရာတော်ကိုထိချင်းငါးပါးနဲ့ကြောလိုက်တယ် ကတော့ပြီးတော့ဆရာတော်ကတကားလေးတို့တည်ကျင်တဲ့အရာတွေကိုကျောင်းအောင်နောက်ကအဆောင်မှရှိတဲ့ကက်ပီယာစီကဖြေချပေးလိမ့်မယ်ခဏနေတူလာခေါ်လိမ့်မယ်စောင့်နေကြအောင်အဲ့လိုမိန်ချပြီးအခန်းထဲကိုဝင်သွားကြတယ်အောင်မြတ်တာတို့လည်းဆရာတော်မိန်သွားတဲ့အတိုင်းစောင့်နေလိုက်တာဂွန်တရားညက်လောက်ကြတော့ကျောင်းမော်ကိုလူတယောက်တက်လာကြတယ်ကျောင်းမော်တက်လာတဲ့သူကိုမြင်တော့တက်ခိုင်စီတဲ့တနည်းရာမှာမြင်ဘူးနေတယ်လို့ခံစားလိုက်ရတယ် ကပိယဆိုတဲ့သူကအမျက်သားကိုကြည့်ပြီးဆရာတော်ကဧည့်သည်လာမယ်ဆိုလို့နေဖို့အိပ်ဖို့ပြင်ထားပေးပါတယ်ကျုံးနဲ့လက်ခဲ့ပါတပတ်ချမ်းကိုခေါင်းပေါ်တင်ထားတဲ့ကပိယကြီးခေါ်ရနောက်ကိုအမျက်သားတို့လည်းလိုက်သွားခဲ့တယ်တဲမဲ့နေရာကိုရောက်တော့ကိုလူတို့ကတန်လျက်စွန်းကိုသွားမယ်လို့ကြားတယ်ဆရာတော်ကလည်းတိလိုသမ ्या ကိုဖြစ်ကြပေးဖို့မိန်ထားတော့ကျုပ်တာဝန်ကျေဖို့ဆောင်ရွက်ရမှာပဲကဲပါတည်ခြင်းတည်းလေ မူးဆက်ဆက်နိုင်တဲ့ကက်ပီယာကြီးကိုကြည့်ပြီးတောက်ရတက်ခိုင်နားကက်ကကက်ပီယာကြီးကစကားပြောတာတမျိုးကြီးပဲကျုပ်တို့လာတာကိုမကြိုက်လို့များလားမဖြစ်နိုင်ဘူးတောက်ရရသူကဒီလိုပဲပြောတတ်လို့နေမှာစိတ်ထဲမထားနဲ့တက်ခိုင်ရဲ့စကားကြောင့်တောက်ရငြိမ်သွားခဲ့တယ်အောင်မြတ်တာကကက်ပီယာကြီးကိုကြည့်ပြီးလောကကြီးကနှမ်းစီလောက်ပဲကြီးတယ်လို့ရှေးလူကြီးတွေပြောကြတယ်။ဟုတ်လဲဟုတ်တာပဲနော်။ ဘဝတခွေမှာဆုံတွေ့ကြတာခွဲခွာကြပြီးရင်ပြန်ဆုံတွေ့ကြနဲ့လဲပတ်နေတာပဲအောင်မြတ်သားရဲ့စကားကိုကြတော့ကက်ပီယာကြီးကဟန်ပပတ်တစ်ချက်ရှိလိုက်ပြီးရေဆက်ဆိုတာရှောင်လဲလို့မှမရတာတခါဆုံပြီးရင်နောက်ထပ်မစုံနိုင်ဘူးလို့အပီးတိုင်မှတ်ယူလို့မှမရတာကျုပ်ပြောတာမှန်တယ်မလားမှန်ပါတယ်မိတ်ဆွေမိတ်ဆွေပြောတာကျုပ်လက်ခံပါတယ်ကျုပ်တို့တန်လျက်စွန့်သွားရင်မိတ်ဆွေရောလက်ခံအောင်ပါလား အောင်မြတ်သားနဲ့ကက်ဖီယာတို့ပြောနေရတွေကိုတက်ခိုင်နဲ့တပည့်နားမလည်နိုင်အောင်ဖြစ်နေကြတယ်။ဒါပေမဲ့အောင်မြတ်သားအနေနဲ့အကျိုးမရှိစေမဲ့စကားမျိုးမပြောဘူးဆိုတာကိုယုံကြည်တဲ့အတွက်တက်ခိုင်ဆက်နားထောင်နေလိုက်တယ်။ကျုပ်ကကက်ဖီယာလေးပြ။လိုက်လို့ပေးရမလဲ။ဇီယာတို့ကိုပြုစုဆောက်ရှောက်ဖို့ကျုပ်မရှိရင်မဖြစ်ဘူး။ဒီရွာကသူတွေကဘာသာရေးကိုစိတ်ဝင်စားကြတာမဟုတ်လို့တနေ့နေလို့စိုးရင်တစ်ခွက်တောင်ရချင်မှရတာ။ ဆရာတော်ဆုံးကိစ္စပြီးစီအောင်ကျုပ်ကစီမံပေးနေရတာဒီဟာကသူတွေကဗုဒ္ဓဘာသာတွေမဟုတ်ကြဘူးလားအရင်ကတော့ဟုတ်တယ်နောက်ပိုင်းမှာနှက်ကိုွယ်မှုတွေများလာကြတဲ့အတွက်ဘာသာရေးဘက်ကိုတိတ်ဆိတ်မပါကြတော့ဘူးအေးဆရာတော်အနေနဲ့အချိန်မတန်သေးလို့မချွတ်သေးတာနေမှာပါဒါနဲ့မနေ့အာယုံတက်ချင်းတန်လျက်ဆုံးကိုတွားရမယ်ကျုပ်တော့မလိုက်နိုင်တော့ဘူးဒါပေမဲ့စကားတစ်ခုတော့လက်ဆောင်ပါလိုက်မယ် ။တလျက်စွန်းတောင်ကိုစတက်တဲ့အခါယူကလစ်တပင်ကို တွေ့ရလိမ့်မယ်။အဲဒီအပင်အောက်မှာလမ်းပြတယောက်ကျွတ်လွတ်ပေးထားမယ်။သူ့အနာကိုလိုက်သွားရင်ခမရတို့သွားကျင်တဲ့ဘိနီတေကဘလူးတိုက်ကိုရလိမ့်မယ်။ဟိုရောက်ရင်တော့ကိုအစီစဉ်ကိုကိုအစွမ်းစားနဲ့ဖျားထပနာတွေရအောင်ကြိုးစားပြီးတော့ဘလူးတိုက်ကမိစားတွေကကြမ်းတမ်းတဲ့အတွက်ဖွဲကောင်းတဲ့ဘွဲဖြစ်လာမှအမှန်ပဲ။ကျုပ်တို့ကိုကူညီပေးတာကျေးဇူးတင်ပါတယ်။ မိတ်ဆွေလည်းဆရာတော်ကိုတေချာပြုစုပေးပါလို့မှာပါရစေဟဲဟဲဆရာတော်ကိုပြုစုကြမဲ့တာဝန်နဲ့ဒီနေရာကိုရောက်နေတာပါဒီလိုတာဝန်ရဖို့လွယ်တယ်ထင်နေလားခမရတော်ကြုံနေရလိုချင်နေတာမဟုတ်လားကပိယကြီးရဲ့စကားကိုကြားတော့အောင်မြတ်တာဟဲ့ပပက်ရည်လိုက်တယ်အောင်မြတ်တာဟဲ့ပပက်ရည်တာကိုဒါပထမဆုံးအကျင့်မြင်ရခြင်းပဲညာလဲနဲ့နေပြီကပိယကြီးလည်းနားလိုက်ပါဦး ျုပ်လည်းလုံးစရာရှိတဲ့အမှုတွေလုပ်လိုက်အောင်မယ်။ကပိယကြီးလည်းအောင်မြတ်စွာကိုနှုတ်ဆက်ပြီးအခန်းထဲကနေပြန်ထွက်သွားခဲ့တယ်။မနက်အာယုံတက်တော့ကပိယကြီးပြင်ထားတဲ့မနက်စာကိုစားပြီးတန်လျက်တောင်ရှိရာကိုထွက်လာခဲ့လိုက်တယ်။တောင်ကြီးကိုရောက်တော့ကပိယကြီးပြောတဲ့ယူကလစ်ပင်ကိုလိုက်ကြည့်တော့တောင်ဆန်သားမှတွေ့လဲရတယ်။အောင်မြတ်သားတို့လည်းယူကလစ်ပင်အောက်ကိုသွားတော့တပင်ပေါ်ကနေမြောက်တကောင် ခုံဆင်းလာခဲ့တယ်။တပင်ပေါ်ကနေခုံဆင်းလာတဲ့မြောက်က အောင်မြတ်သားကိုကြည့်ပြီးခွိခွိခွိနဲ့ဩကတောင်ကျောပေါ်ကိုပြေးတက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းအရှိကနေတွားနေတဲ့မြောက်အနောက်ကိုထက်ချက်မကွာလိုက်လာခဲ့ကြတယ်။တောင်မော်တနီယာရောက်တော့ရောက်ကဆက်မတော်တော့ပင်ဘေးကအစ်ပင်ပေါ်ပြေးတက်ကအောင်မြတ်သားကိုခွိခွိခွိနဲ့ထပ်ပြောပါလေရော။အောင်မြတ်သားကစကားနားလည်တဲ့အလားခါးကိုညှင့်ကနားထောင်နေတယ်။အချိန်ခဏကြာတော့တပင်ဘောကမြောက်ကအချားပင်ဘောကိုခုန်ကူးကတအောက်ကိုပြန်ဆင်းသွားတယ် အဲ့ချင်းအောင်မြတ်တာကဒီနေရာမှာဘိနိတေကဘလူးတိုက်အစပြုတယ်လို့ပြောတယ်။သူတို့တိုက်ကိုရောက်ဖို့တကားသုံးချက်ကို ဖြစ်ရမယ်။တကားသုံးချက်မှာစောင်းတဲ့ပုံကူတွေနဲ့ရင်ဆိုင်ရဖို့များတယ်။ဒါကြောင့်သူတစ်ပါးပစ္စည်းတွေကိုပါရှင်ခွင့်ပြုချက်မရဘဲမထိကြနဲ့။အခုရှေ့မှာမြင်နေရတဲ့ကြောက်တံကိုဖျက်ရင်ဘိနိတေကဘလူးတိုက်ရဲ့ပထမတကားချက်ကိုရောက်လိမ့်မယ်။အားလုံးငါ့ရဲ့အင်ကြီးစာကိုခြင်ပြီးမျက်လုံးမှိတ်ထားကြ။ အဲလိုမှားလိုက်တော့တက်ခိုင်တဲ့တော်ရကအောင်မြတ်သားရဲ့အင်ကြီးစာကိုကန်ထားလိုက်ပြီးမျိုးလုံးကိုမှိတ်လိုက်ကြတယ်။အင်ကြီးစာကိုကန်လိုက်တာနဲ့ကြောက်စိတ်အေးအေးတက်ကိုစတဲ့ကန်စားလိုက်ရသလိုအေးများတဲ့လေတွေနဲ့ထိတွေ့မှုကိုတိလိုက်ကြရတယ်ဗျ။ဒါပေမဲ့အောင်မြတ်သားကမျိုးလုံးမဖွင့်ခိုင်းသေးတဲ့အတွက်မဖွင့်ရသေးပဲပဝင်းချင်ရဲ့အတန်တွေကိုနားဆွင့်နေလိုက်တယ်။ရှားပြီမျိုးလုံးဖွင့်လိုက်တော့ဆိုတဲ့အတန်ကိုကြားတော့မှ တခိုင်နဲ့တောက်ရမျိုးလုံးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မြင်လိုက်ရတာကကြေးအောင်ကနုတ်ပန်းတွေနဲ့ထုလုပ်ထားတဲ့ခြေတကားချက်ကြီးနှစ်ချက်ကိုမြင်လိုက်ရတယ်။လက်ကိုလှည့်ကြည့်လိုက်တော့ကြပြချက်ကလည်းဘာမှမရှိ။ခြေတကားချက်ရဲ့အရှိ3000กว่าမှာတော့ဒုတိယဘက်ကိုထောင်းတစ်ဘက်ကိုလှဲပြီးထန်နေတဲ့ကြေးရုပ်ထုနှစ်ခုကို မြင်လိုက်ရတယ်ဗျ။ကြေးရုပ်ထုတွေရဲ့အရှိမှာတော့ပိုးစားနဲ့ကျက်ထားတဲ့အနီရောင်ကျိုးရမ်းတစ်ခုကိုဟိုဘက်တကားထိတ်ကနေ ဒီဘက်ကထိတ်အထိခြေထားလာကိုလည်းမြင်လိုက်ကြရတယ်။ခြေတကားထိတ်ကိုရောက်တော့အောင်မြတ်တာကဒီရုပ်ထုနှစ်ခုကခြေတကားကိုစောင့်နေအောင်ပဲ။သူတို့အရှိမရှိတဲ့ပိုးချိုးအနီရောင်ကတကားရဲ့စီးပဲ။သူတို့ရဲ့တာဝန်က ပိုးချိုးအနီရောင်တဲကိုကြော်လာတဲ့သူမှန်သမျှကိုတားဆီးရတယ်။တက်ခိုင်တဲ့တောက်ရကအောင်မြတ်တာစကားကြောင့်ရှေးတရမလို့လို့နောက်ဆိုရမလို့လို့ဖြစ်နေတဲ့အချိန်အောင်မြတ်တာကပိုးချိုးအနီစာလေးအနာသွားပြီး လောက်ကလေးတစ်စုံတစ်ခုကိုတီးတိုးရွှေ့လိုက်တယ်။အောင်မြတ်သားလည်းပြောပြီးအနောက်ကိုသုံးလဲဆုပ်လိုက်တဲ့အချိန်ဂျေယောထုနှစ်ခုကယုတ်တရက်ဆိုသလိုလှုပ်ရှားအသက်ဝင်လာခဲ့ပြီးမကြုံမယုံပဲတို့ထာနေတိုက်နှန်းကိုဝင်ရောက်လာသူတွေမဆိုင်မတွအချက်ချင်းလာရလန်းကို ပြန်လှည့်ကြစမ်းမလဲဘူးဆိုရင်တော့ဂျေတကာဆောက်ဘင်တကာဘလူးညင်အောင်ကြောင်းတိစေရမဟုတ်အဆွဲပွေးပွေးနဲ့ကြောင်းမက်ပွဲကောင်းတဲ့ခြေတကားဆဘလူးညင်တော်ရဲ့စကားကိုကြားတော့ အောင်မြတ်တာကဘလူးညီတော်နှစ်ပါးကျို့တို့ကတင်တို့ကိုရံမှုဖို့လာခြင်းမဟုတ်ပါ ကျို့တို့ကတင်တို့တိုင်နန်းထဲမှာဒိန်းဒိန်းထားတဲ့ဖျားထပနာတွေကိုလာရောက်ယူဆောင်ခြင်းသာဖြစ်ပါတယ်ဒါကြောင့်တင်တို့စောင့်နေရတဲ့တကားကိုဖွင့်ပေးစေလိုပါတယ်ဒေရာရာဆဆကျွန်တို့ညီတော်ကဗိနိတေကနဘလူးရဲ့အမိန်ကလွဲပြီးဘဒုရဲ့အမိန်ကိုမှ နာခံမှာမဟုတ်ပါတယ်လဲကောင်းမှကြတဲ့ကို ကျုပ်ကတင်တို့ကိုထိခိုက်အောင်မလုပ်ချင်ပါဒါပေမဲ့တင်တို့ရဲ့ခေါင်းမာမှုကြောင့်ကျုပ်ရဲ့အစွမ်းကိုမတုံးချင်ပဲတုံးရတော့မယ်တင်တို့ညီနောင်နဲ့ကျုပ်အဘေးယူတခုလောက်ရအောင်ဘလို့အဘေးယူလဲကျုပ်တို့နားလေအောင် ရှင်းပြပါတင်တို့စောင့်ချက်နေတဲ့တကားကိုဖွင့်မှုဆိုရင်တင်တို့ရဲ့နဘလူးပေးထားတဲ့ဂါဒါနဲ့မှဖွင့်လို့ရတယ်ဆိုတာဟုတ်ပါသလားဟုတ်တယ်ခြေတကားဖွင့်ဂါဒါနဲ့မှခြေတကားကိုဖွင့်လို့ရလိမ့်မယ် ောင်းပြီကျုပ်အနေနဲ့တင်တို့ခြေတကားဖွင့်ဂါတာကိုတုံးပြီတကားဖွင့်အောင်ဖွင့်မယ်ဆိုရင်တင်တို့ဝင်ခွင့်ပြုမှာလားအောင်မြတ်သားရဲ့စကားကိုကြားတော့ဘလူးညင်အောင်ကတင့်အပေးအရှူကိုသဘောတူပါတယ်တင်မှာတစ်ချိန်အခွင့်အရေးရှိတယ်တစ်ချိန်နဲ့နဲ့မအောင်မြင်ရင် လာရလမ်းအတိုင်းပြန်လှည့်ပါတင်သဘောတူပါသလားကျုပ်သဘောတူတယ်ဒါကြောင့်တင်တို့ရဲ့စီးကိုဖယ်ရှားပေးပါ အောင်မြတ်သားနဲ့ဘေးယူလွတ်ထားတဲ့စကားကြောင့်ဘလူးညီနောင်ကတကားရှိမှတားထားတဲ့ဘိုးချီနေရောင်ကျိုးကိုဖယ်ပေးလိုက်တယ်။အောင်မြတ်သားလည်းခြေတကားရှိကိုတွားပြီးကျွန်ုပ်ဒီမိမိကိုကျိုးအတွက်ယခုလိုလှုပ်ဆောင်ခြင်းမဟုတ်ပါ။ဖျားထပနာပစ္စည်းကို လာရောက်ယူဆောင်ခြင်းဖြစ်ပါတယ်။ကျွန်ုပ်ဒီအမိတ်အာနာကို နေရာတိုင်းတွေမသုံးခြင်းပါ။ကျွန်တော်ရဲ့လှုပ်ရဲ့ကြောင့်အောက်လန့်ငယ်သားတွေအပြစ်ပေးခံရမယ်ကိုလည်းမလိုလားပါ။ ဒါကြောင့်တိုက်အပားကိုဆောက်ရှောက်ကြက်မှတ်နေပါသောတိုက်အချို့ဘိုးတော်အနေနဲ့ဤတကားတစ်ချက်ဖွင့်လှစ်နိုင်အောင်ကူညီပေးပါ။အဲလိုပြောပြီးခြေတကားကိုလက်နဲ့အသာတွန်းလိုက်ရာခြေတကားနှစ်ချက်ကအလိုလိုပွင့်ထွက်သွားခဲ့တယ်။ခြေတကားပွင့်ထွက်သွားတော့တကားဆဘလူးညီတော်ကတင်ဘလူးများဖွင့်လိုက်တာလဲ။ကျွန်တော်တို့တောင်တယောက်တိတဲ့ကာရာကိုတယောက်ကိုမပြောရဘဲနေနေရတာ။နေရလို့ပြိုင်တူရွတ်မှပွင့်နေတကားကို တစ်အနေနဲ့အသာရောင်ဖွင့်သွားနိုင်ကြတယ်။တင်းနဲ့ကျုပ်တို့ကလေးအတိုင်းတင့်ကိုတောခွင့်ပြုတယ်။တင်းသွားတဲ့လမ်းလျှောက်မှာအနေရဲ့ဘောင်းများစွာကျုံနေတာကိုတော့သတိပြုပါ။နောက်ထပ်ခြေလမ်းပေါင်း300တိတိပြည့်ရင်ငွေတကားကိုရောက်လိမ့်မယ်။ဆိုပြီးပြောတော့အောင်မြတ်တာကတင်းတို့ကလေးတင်မှုကိုအတိမဲ့ပြုပါတယ်။ကျုပ်တို့ကိုတောခွင့်ပြုပါဦး။လို့ပြောပြီးဒုတိယတကားဖြစ်တဲ့ငွေတကားရှိရာထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာတော့ကြောက်သားကိုညင်ညာပြန်ပြီးတော့ခင်းထားပြီးဘေးပဝင်းကျင်းမှာတော့အလုံးမွေးကြိုင်တဲ့ဗန်းမင်မောင်များစွာစိုက်ဖြိုးထားတာကိုအောင်မြတ်သားတို့တွေ့လိုက်ရတယ်။ခြေလမ်း30လောက်ရှောက်ခဲ့ပြီးချိန်မှာတော့လေထဲကနေပြန်လာတဲ့မွေးလိုလိုရှင်မြောမြောအရာတခုကိုအဝေးကနေလှမ်းမြင်လိုက်ရတယ်။ထို့သောမြင်တဲ့အချိန်မှာအောင်မြတ်သားကရှေ့ဆင်မတော်တော့ပဲရုတ်တရက်ရက်လိုက်ပြီးပြန်လာတဲ့အရာကိုစူးစိုက်ကကြည့်နေတာကိုမြင်လိုက်ရတယ်။ လေပေါ်ပြန်လာတဲ့အရာကတဖြည်းဖြည်းနှီးကပ်လာလေလေအောင်မြတ်သားရဲ့အကြည့်တွေကပိုးပြီးဆူးရှလာခဲ့တယ်။ပြန်လာတဲ့အရာကိုတေးချာမြင်ရတဲ့နေရာကနေကြည့်လိုက်တော့လေထဲပြန်လာတာမွေးမဟုတ်ပဲကျိုးအနေတစ်ချောင်းဖြစ်နေကြတယ်။လေပေါ်မှာဖြောင်တန်းပြီးပြန်လာတဲ့ကျိုးကအောင်မြတ်သားနဲ့နှီးလာလေလေကျိုးပေါ်ကနေအခိုးငွေတွေထွက်လာလေလေဖြစ်ပြီးနားရောက်တော့ဝုန်းဆိုတဲ့အတန်နဲ့တူတို့တစ်ချောင်းလုံးတစားစီလွတ်ထွက်သွားကြတယ်။ ကြိုတချောင်းလုံးအစဲစဲမှမှဖြစ်သွားတဲ့ချင်းပညာကဘယ်ဆိုးလို့လဲအရေးချင်းရှိပါတယ်ဆိုတဲ့အတန်ကလမ်းဖေးကကြော်တုံးတစ်ခုရဲ့အနောက်ကနေထွက်ပေါ်လာခဲ့တယ်ဒီခါအောင်မြတ်တာကချီကျူတာများနေပါတယ်တကယ်တော့ကျုပ်ပညာက အောက်ခြေပဲရှိပါသေးတယ်တဲ့အနေနဲ့ယခုလိုအလစ်အငိုက်ဝင်ထိုက်တာတော့မကောင်းမှုလို့ထင်ပါတယ်အောင်မြတ်တာစကားဆုံးမှာတော့ကျော်တုံးတော့ကနေခုန်ပြီးထွက်လာတဲ့ဘလူးကောင်ကိုမြင်လိုက်ရတယ် ခုံထွက်လာတဲ့ဘလူးကအောင်မြတ်တာကိုကြောပေးပြီးအတင်းတို့ခြေတကားကိုဖွင့်နိုင်ပြီမဲ့ငွေတကားကိုတော့လွယ်လွယ်နဲ့ဖွင့်နိုင်မှာမဟုတ်ဘူးဒါကြောင့်အတင်းတို့လာရလမ်းအတိုင်းလှည့်ပြန်ကြပါမပြန်မှုဆိုရင်တော့ကြုတ်အစိုးမစိုးပါနဲ့နောက်ကြောပေးကရက်နေတဲ့ဘလူးရဲ့စကားကိုကြားတော့အောင်မြတ်တာကခက်တော့ခက်ပြီးထင်ပါတယ်ကျုပ်ကလုံမယ်ဆိုရင်ဖြစ်အောင်မဲ့လုပ်တတ်ပါတယ်ကျုပ်လုပ်တဲ့အရာတွေကိုက မအောင်မြင်တာမရှိခဲ့သေးပါဘူးတင်ချင်းကြောက်တာလူမှားနေပါပြီဟာဟာဟာသင်ကကျွန်ုပ်ကိုစိန်ခေါ်လိုက်ပြီဆိုတော့တင်နဲ့ကျွန်ုပ်ရင်ဆိုင်ကြရတော့မှာပေါ့ကျွန်ုပ်စောင့်ကြည့်နေတဲ့ငွေတကားကိုကြော်ချင်ရဲ့ကျုပ်ကိုနိုင်မှရမယ်လာရီယောဆိုပြီးလက်ထဲကတန်လျက်နဲ့မြေပြင်ကိုထိုးဆိုင်လိုက်ရမြေပြင်ကနှစ်ချမ်းခွဲသွားပြီးအထဲကနေရေရေရုပ်ချီးဆိုသလိုထွက်လာခဲ့တယ် မြေကြီးတွေကနေအရှင်အုံနဲ့ထွက်လာတဲ့ရေလုံးတွေကအောင်မြတ်သားတို့ရှိရာပြေးဝင်လာတဲ့ချိန်အောင်မြတ်သားကမြေကြီးပေါ်မှာလေးခွက်အင်းတစ်ခွက်ကိုရုတ်တရက်ရေးဆွဲလိုက်တယ်။တပင်တွေတောင်အမြစ်ကနေကျွတ်ထွက်နိုင်တဲ့ရေပြင်းရကအောင်မြတ်သားရှိကိုရောက်တော့ဆွဲထားတဲ့လေးခွက်အင်းနဲ့တီကဘေးကိုခွဲပြေးထွက်သွားတယ်။ရေလုံးတွေကိုလှည့်ဥခွဲသလိုအနေထားဖြစ်နေတာကိုမြင်တော့ငွေတကားဆောင်ဘလူးအနေငယ်နောက်တွန်သွားတယ်။ဒါပေမဲ့အရှုံးမပေးသေးဘဲ ရေလုံးတွေတဲကိုဈေးလုံးတုံးလုံးပြစ်ထလိုက်တယ်။ဈေးလုံးကရေနဲ့ထိရာနဲ့တဖြည်းဖြည်းဖွက်တက်လာခဲ့ပြီးဘလူးအသွင် ဖြစ်လာခဲ့တယ်။ဈေးဘလူးသုံးကောင်က ရေလိုင်းတွေအပေါ်ကနေလိုက်ပါလာရင်အောင်မြတ်တာကိုလဝါနဲ့ရိုက်ဖို့ပြင်လိုက်တဲ့အချိန်ဟုံးဆိုတဲ့အတန်နဲ့အတူအနောက်ကိုပြန်လန်းကျသွားတယ်။အောင်မြတ်တာကသူ့မလို့ဖဲဈေးဘလူးတွေအနောက်ကိုဘာကြောင့်လန့်ကျသွားလဲဆိုတာကိုလက်ကြည့်လိုက်ရမလမကဲမှာတေကဲချောက်လေးကံပြီးရက်နေတဲ့ကပ္ပိယကြီးကိုတွေ့လိုက်ရတယ်။ ကပိယကြီးကအောင်မြတ်တာကိုလက်ပြနှုတ်စကားအရှိန်နဲ့ဈေးနေတဲ့ရေလိုင်းတွေအပေါ်ကိုကြောင်းနှကောင်းလိုခုံထက်သွားပြီလက်ထဲကသင်္ကန်းကြောက်လေးနဲ့ရေလိုင်းတွေကိုရိုက်ချလိုက်တယ်ကပိယကြီးရိုက်ချလိုက်တာနဲ့ရေလိုင်းတွေကတခွားသေးကိုဓာတ်နဲ့လေးဖြတ်တယ်လို့တီကနေတီကနေဖြတ်ကြပြီအောက်ခြေမှာလမ်းရှာဖို့မြေသားပေါ်လာခဲ့တယ်ကပိယကြီးကလက်ထဲကသင်္ကန်းကြောက်နဲ့ရေလိုင်းတွေကိုပုတ်ထုတ်ပြီးငွေတကားစဘလူးအရှိကိုဒိုးသွားခဲ့တယ် ငွေတကားစဘလူးလဲဘဲကရောက်လာမှမသိတဲ့ကပိယကြီးကိုကြည့်နေတဲ့အချိန်တကန်းကျောက်ကငွေတကားစဘလူးရဲ့ခန္ဓာကိုယ်အနှံ့ကိုကျလာခဲ့တယ်။ရှင်ရှင်ရှင်အာနာလာကြီးလားဒီဘလူးလဲငါဘလူးလဲမမေ့နဲ့တကားစောင့်တာတာရှိတဲ့ကောင်ကမလေးမဆနဲ့သူတော်ကောင်းကိုပြစ်မှားလို့တန်းပေးတာဟိုမှာရက်နေတဲ့သူကတီးခံနိုင်ပေမဲ့ငါကတီးမခံနိုင်ဘူးရှင်ရှင် ကြောက်ပါပြီအရှုံးမိပါတယ်တကားဖွင့်ဆိုလည်းဖွင့်ပေးပါမယ်မရိုက်မရိုက်ပါနဲ့အေးအစကတည်းကအခုလိုဖွင့်ပေးရမှာကပိယကြီးကအောင်မြတ်တာကိုလှည့်ကြည့်ပြီးမျက်စိတစ်ဖက်မှိတ်ပြကကျုပ်စကမလာဘူးပဲဒါပေမဲ့ကျုပ်ရဲ့ဆရာတွေကတင့်ကိုကူညီပေးဖို့အမေ့ပြန်လာတော့ကျုပ်မလာမနေရဖြစ်သွားတယ်ကပိယကြီးစကားကိုကြားတော့အောင်မြတ်တာကဘာမှမပြောပဲပြောရုံသာပြောနေခဲ့တယ် ငွေတကားချက်ပွင့်တော့ကက်ပီယာကြီးကအရှိမတကားတစ်ချက်ပဲကျန်တော့တယ်။အဲ့ဒီတကားကိုဘိန်နီတေကဘလူးဆောင်းတယ်။ဘလူးကစတုမဟာရစ်နမင်းကြီးရဲ့နဘလူးစစ်သူကြီးဂုံတက်ပတ်ရဲ့အချွေအရံပဲ။သူကတပတ်ကိုတရက်နတ်စစ်သူကြီးစီကို အခါစားဝင်ရတယ်။အခုသူရှိမှရှိပါမလားမသိဘူး။သူမရှိရင်တော့ရွှေတကားဖွင့်ဖို့နဘလူးစစ်သူကြီးကို အပူကက်ရတော့မှာပဲ။ကက်ပီယာကြီးရဲ့စကားကိုကြားတော့ တက်ခိုင်နေတော့ရအံ့ဩသွားပြီဆရာသူကဘယ်လိုလုပ်အကုန်သိနေရတာလဲတက်ခိုင်စကားကိုကြားတော့အောင်မြတ်တာကဝိဇ္ဇာတပားအနေနဲ့ဒါတော့သိရမှာပေါ့အဲ့လိုပြောကရွှေတကားရှိရာကိုထတ်သွားခဲ့တယ်ရွှေတကားရှိရောက်တော့အောင်မြတ်တာကတက်ခိုင်နေတော့ရအလောက်မှာပဲနေခဲ့ကြရွှေတကားဖွင့်တဲ့အခါဒီတောင်ပေါ်ကနေတော်လဲတန်တစ်ခုမြည်လာမယ်တော်လဲတန်ကြာရင်ဘလူးတက်ရဲ့အဆက်အနွယ်တွေ ီနေရာကိုလာကြလိမ့်မယ်။တင်ကကျေးတကားထိတ်မှစီးသုံးနံတားပြီးဘဒူးမှမဝင်အောင်လှုပ်ထားပါ။ဖျားထပနာပစ္စည်းရတာနဲ့ပြန်ထွက်လာခဲ့မယ်။အဲလိုပြောပြီးရွှေတကားကိုလက်နဲ့ပုတ်လိုက်တယ်။တခိုင်နဲ့တောက်ရလဲရွှေတကားစီကလည်းကျေးတကားရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။အောင်မြတ်သားကရွှေတကားကိုလက်နဲ့ပုတ်ပြီးတဲ့အချိန်မှာလျှက်စည်းလက်သလိုကောင်းကင်ကနေအလင်းထန်းကိုကြလာခဲ့တယ်။အလင်းထန်းကအောင်မြတ်သားအရှိလေးရောက်ရော ရင်စည်းအဝါရောင်ဖက်ထားတဲ့အစင်းရောင်ဝတ်စုံကိုဝတ်ထားတဲ့ဘလူးတကောင်ကိုတွေ့လိုက်ရတယ်ဗျ။ဒိုဘလူးကအောင်မြတ်တာကိုမြင်တော့တဲ့နာမည်အောင်မြတ်တာလား။ဟုတ်ပါတယ်။ကျုပ်နာမည်အောင်မြတ်တာပါ။ကောင်းပြီ။တင်လာမယ်ဆိုတာကျုပ်ကြိုသိထားပါတယ်။နဘလူးစစ်သူကြီးကလည်းတင်လာရင်ပစ္စည်းတစ်ခုပေးဖို့ယခုပဲမှားလိုက်ပါတယ်။ဟောဒီမှာပစ္စည်းတို့အဲ့လိုပြောပြီးအောင်မြတ်တာရှိကိုပြစ်ချပေးလိုက်တယ်။ ောင်မြတ်သားကပစ္စည်းတို့ကိုတစ်ချက်ကြည့်ပြီးတင်ပေးတဲ့ပစ္စည်းကကျုပ်လာယူတဲ့ပစ္စည်းမဟုတ်ပါကျုပ်လာယူတဲ့ပစ္စည်းမဟုတ်တဲ့အတွက်ကျုပ်ကြည့်စရာမရှိပါဒီလိုပြောလိုက်တော့ဟာ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 သင်ပထမအဆင့်အောင်မြင်ပါတယ်ဒါပေမဲ့နောက်ဆုံးအဆင့်ကျန်ပါသေးတယ်တယ်လို့ခြင်းတဲ့ပစ္စည်းကိုသင်ကိုယ်တိုင်ရွေးရပါမယ်ပစ္စည်းတစ်ခုမှားတာနဲ့တဲ့အတက်ကိုကျုပ်ယူမယ်သဘောတူပါသလား ျုပ်သဘောတူတယ်။ထင့်ပစ္စည်းတွေထားတဲ့နေရာကိုသာခေါ်သွားပြီပါ။အောင်မြတ်သားရဲ့စကားအဆုံးမှာကက်ပီယာကြီးကကျုပ်တော်ဗလိုက်တော်ဦးတင့်မဲလိုက်သွားတော့ထို့သူပြောကရွှေတကားနားမှာရှိနေတဲ့ရုပ်ထုတစ်ခုကိုမှီကထိုင်နေလိုက်တယ်။ရင်စည်းဝါနဲ့ဘလူးကရွှေတကားရှိမှရက်ပြီးဂါရာတစ်ခုကိုကျွတ်လိုက်တဲ့အချိန်တန်လျက်တောင်ကျော်တစ်လျှောက်ကနေအလွန်ကျေလောင်တဲ့တော်လဲတံတစ်ခုထွက်လာခဲ့တယ်။ ော်လဲတန်ထွက်ပြေးတာနဲ့ငလျင်လှုပ်တယ်လို့ခံစားလိုက်ရပြီရွှေတကားနှစ်ချက်ကဖြည်းဖြည်းချင်းပွင့်ထွက်လာခဲ့တယ်ရွှေတကားပွင့်နေတဲ့အချိန်အထဲကနေမျက်စိကြီးမတဲ့အလင်းရောင်တွေကအပြင်ကိုရှန်ထွက်လာခဲ့တယ်အောင်မြတ်သားလဲရင်စည်းအဝါရောင်စည်းထားတဲ့ဘလူးနောက်ကနေလိုက်ဝင်ပြီးကြည့်လိုက်တဲ့အခါမှာဇရနာမျိုးစုံစုပုံထားတဲ့အပုံပေါင်းများစွာပြင်ရွှေတီပြီးတဲ့လဲရွှေတီပြီးတဲ့မြင်းရုပ်တွေကိုမြင်လိုက်ရတယ် ရွှေတကားအထဲမှာတော့အဆွဲသေးသေးလေးနဲ့ဘလူးသေးသေးလေးတွေကဂျရနာပစ္စည်းတွေနဲ့စော်ကစားနေကြတာကိုလည်းတွေ့လည်ရတယ်ဗျ။ဘလူးသေးသေးလေးတွေက အောင်မြတ်တာကိုကြည့်တော့ရွှေတီပြီးရဲ့လက်အနောက်မှာဝင်ပုန်းလိုက်တယ်။အဲ့ဒီအချိန်မှာတော့တင်လို့ချင်တဲ့ပစ္စည်းကိုတင်ကိုယ်တိုင်ရှာယူပါ။တစုံတစ်ခုကိုမှားပြီးယူမိရင်တော့တင်အတက်ကိုနှုတ်မယ်။အောင်မြတ်တာကရင်စည်းအဝါနဲ့ဘလူးရဲ့စကားကို ကြောက်ရွံ့ခြင်းမရှိပဲကြောက်ရွေးချယ်စရာမလိုပါ။ ကျုပ်တို့တစ္ဆာပြူခြင်းဖြစ်တာလုံလောက်ပါတယ်။သူတို့ပြောပြီးညစီမိတ်ကကျွန်ုပ်ဒီအေးတိုင်နန်းသေးသူရောက်ချိန်ချိန်မှာစ၍သူတပားပစ္စည်းတစ်ခုကိုမှ စိတ်ထဲကပင်လိုချင်တတ်မှတ်ခြင်းမရှိပါ။ကျွန်ုပ်ဤတာဝန်ဖြစ်သောဖျားဌာပနာပစ္စည်းများကိုသာလာရောက်ယူငင်ရခြင်းဖြစ်ပါတယ်။ထိုတစ္ဆာစကားမှန်ကန်ပါကဌာပနာပစ္စည်းများကျွန်ုပ်အရှိတို့ရောက်ရှိပါစေသာ။ဒီလိုပြောပြီးအတိတ်ထန်လိုက်တာနဲ့ ရေပုံထဲကယတနာပစ္စည်းတွေကတန်ကိုတန်လိုက်နေဆွဲသလိုအောင်မြတ်သားရှိကိုရောက်လာခဲ့တယ်။အောင်မြတ်သားရဲ့ဒိဋ္ဌံကိုမြင်တော့ရင်စည်းအဝါနဲ့ဘလူးကဒူးထောက်ကကျွန်ုပ်ဤမိုင်းမဲမှုကိုခွင့်လွတ်ပါကျွန်ုပ်အနေနဲ့ဌာပနာပစ္စည်းတွေကိုယူငင်ထားမိတဲ့အတွက်အပြစ်ရှိပါတယ်။ထို့အပြစ်ကိုပေးဆက်ဖို့အတွက်လဲနဗလူးစစ်သူကြီးကအမိန့်ချပေးပါပြီ။အခုပြန်လာတာကဌာပနာပစ္စည်းတွေကိုလာယူမဲ့သူအစစ်အမှန်လက်ထဲကိုထည့်ပေးဖို့အတွက် ရောက်လာရခြင်းမှာကျွန်ုပ်၏ရိုင်းပြမှုအတွက်ခွင့်လွှတ်ပေးစေခြင်းပါတယ်။အသင်ဘိနိတေကဘလူးတင့်ကိုကြုတ်အပြစ်မယူပါ။ကြုတ်လို့ရမယ့်တာဝန်ကိုသာလုံဆောင်ခြင်းဖြစ်ပါတယ်။ယခုဌာပနာပစ္စည်းတွေကို ပထမ်းဆက်ပါတဲ့သူတွေကို ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ပထမ်းဆက်ရှိသူ တွေ့ပါကတင့်စီအကြောင်းပြန်လိုက်ပါမယ်။ဒီဌာပနာပစ္စည်းတွေကိုဖျားတယ်ပြီးတဲ့အခါတင့်ကိုလည်းအမျှတန်းပေးဝေပါမယ်။တင်လဲတာရုခေါ်နိုင်ပါစေ။ ဒီလိုပြောပြီးတိုင်လန်းထဲကနေပြန်ထွက်လာခဲ့လိုက်တယ်။တကားပြင်ကိုရောက်တော့ကက်ဖီယာကြီးကကို့လူဒါပလာပြည့်စည်တွေကိုမတည်သွားတော့ဘူးလား။ကျုပ်မတည်သွားတော့ဘူး။ပထမဆက်ရှိတဲ့သူတွေမှဒီတိုင်လန်းကတင့်တော်တယ်လို့ပေးဆောင်ဖို့မှာခဲ့ပြီးပါပြီ။ကျုပ်တာဝန်တစ်ခုပြီးဆုံးအောင်ကူညီပေးတဲ့အသင်ကိုကျေးဇူးတကားရတင်ရှိပါရစေ။ကျုပ်ကိုကျေးဇူးမတင်နေပါနဲ့။တင့်တပည့်တွေအခြေအနေကိုလည်းကြည့်ပါဦး။ ကပိယကြီးရဲ့စကားကိုကြားတော့အောင်မြတ်သားရဲ့ခြေတကားရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ခြေတကားအရှိရောက်တော့တက်ခိုင်တဲ့တောက်ရက တပင်တပင်စီကိုမှီးပြီးထိုင်နေတာကိုတွေ့လိုက်ရတယ်ဗျ။တက်ခိုင်တဲ့တောက်ရကအောင်မြတ်သားကိုမြင်တော့ဆရာဒီကောင်းလေးတကယ်မလွယ်ဘူး။တိုင်တကားဖွင့်တဲ့အတန်ကြားတာနဲ့ခြေတကားကိုလာလို့ဖွင့်ရတာ။ခြေတကားဆောင်ဘလို့ညီနောင်နဲ့ကျွန်တော်တို့ရဲ့စီးကိုမခံနိုင်လို့ပြန်ပြေးဆင်းသွားကြပြီ။တက်ခိုင်စကားကိုကြားတော့အောင်မြတ်သားက အေးတာဝန်တစ်ခုပြီးသွားတော့နောက်ထပ်တာဝန်တစ်ခုကစောင့်နေပါရောလားတက်ခိုင်းရေရှားဝိဆာကြီးကိုနှုတ်ဆက်လိုက်ဦးဘေးရင်ခေးဆက်ကြအောင်မယ်လေအောင်မြတ်သားစကားကိုကြားတော့တက်ခိုင်းကကက်ပီယာကြီးကိုနှုတ်ဆက်လိုက်တဲ့အခါဟာဟာဟာခမရတပည့်ကချုပ်ကိုတော့မမတ်မိဘူးလို့ပြောပြီးခေါင်းမှာပတ်ထားတဲ့ပေါ်ဝါးချမ်းကိုဖြီးချလိုက်တယ်အဲ့ဒီချိန်ကျမှတက်ခိုင်းကဆရာဆရာဒီဘမို့လား ဟာဟာဟာမှန်ပါဗျာကျုပ်က မဟာဒီပပါဗျာကမ္မကုံတော့ပြန်ဆုံရပြန်တာပေါ့ဒီလိုပြောပြီးလေးယောက်သားတန်လျက်တောင်ပေါ်ကနေပြန်ဆင်းလာခဲ့ကြတယ်တောင်ပေါ်ကနေဆင်းလာရင်တဝက်လောက်ရောက်တော့ဒီပောက်ကိုမတွေ့ရပဲရုတ်တရက်ပြောက်သွားခဲ့တယ်အောင်မြတ်သားကတော့သူ့တော်ဝင်သူပြန်ထမ်းဆောင်ဖို့သွားပြီဒီလိုပဲပြောခဲ့လိုက်တယ်အောင်မြတ်သားတို့ဆရာသပည့်တွေကတော့ဒီရွေခေးနေရင် ဌာပနာပစ္စည်းပဋ္ဌာန်းဆက်ရှိသူနဲ့စုံမယ်ဝတ္ထုလေးနာမည်ကတော့အောင်မြတ်တာနဲ့လူသူတော်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်စောင့်မျှော်ပြီးတော့မှနားဆင်ပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်